မင်္ဂလာပါရှင်ယခုဖော်ပြပေးမယ့်အကြောင်းအရာလေးကတော့ဆရာတင်နိုင်တို့ရေးသားသောတောင်တွင်းကြီးဆရာတော်ခင်ကြီးဖျော်ဆိုတဲ့အကြောင်းလေးကိုဖော်ပြပေးသွားမှာဖြစ်ပါတယ်ရှင်ဒီအကြောင်းအရာလေးကိုမပြောပြခင်မှာယခုလိုဘူးတုတ္တရဝေယအကြောင်းအရာလေးများကိုပုံမှန်တင်ဆက်ပေးသွားမှာဖြစ်တဲ့အတွက်ကျမတို့ရဲ့ညီကြီးဆရာ YouTube Channel လေးကိုလည်း Like and Subscribe လေးလုပ်ပေးသွားကြပါဦးရှင် တော်ရင်းကြီးဆရာတော်ခင်ကြီးဖြော်ကမကာရလောဘဆရာတော်ဖြင့်ထင်ရှားကြောကြခဲ့သည်ထိုဆရာတော်မတိမတတ်သောပညာသိပ္ပအမှုမျိုးကို၍လောကတွင်မရှိဟုဆိုပါသည်ဆရာတော်ကဉာဏ်ပညာထက်မြက်လွန်းလာသဖြင့်တောင်ရင်းဒေသမှမင်းနေပြီးတော်တို့တိုင်ကြောကြခဲ့သည် တောင်နှင်းကြီးမြို့မြောက်လက်ပရိကုံရွာဇာတိဆရာတော်ဤငယ်မိမှာမောင်ဖျော်ဖြစ်ပြီးဘွဲ့နာမည်ကရှင်ညာနာဝရဖြစ်၏။ထို့သောဆရာတော်ကတောင်နှင်းကြီးအတုလဆရာတော်ခင်ကြီးပျော်ဝေးသာအမည်တွင်ခဲ့သည်။ဆရာတော်နှင့်ပတ်သက်သမျှအကြောင်းအရာများကထူးခြားလာပေသည်။ ဆရာတော်ကိုဖွားမြင်ရန်ပြိတ္တရေဆွတ်ကတ်နေချိန်တွင်မိခင်သည်လမင်းကိုမျိုးရသည်ဟုအိမ်မမှတ်ခဲ့သည် ပေပင်ပေဘူးများကထွက်မြဲတိုင်းထက်တာလုံးရေးထွက်ကြသည်မိဘများစီးပွားဥစ္စာတိုးတက်ကြသည်ဆရာတော်မွေးဖွားရာကြေးရွာတွင်လည်းစီကားလာခဲ့သည်ဤသို့သောနမိတ်ထူးများဖြင့်မွေးဖွားလာခဲ့သော တောင်တွင်းဆရာတော်ခင်ကြီးဖြော်မှငယ်စဉ်ဖွားစားမှစ၍တခါတရံမှငိုဘူးခြင်းမရှိဟုဆိုသည် မောင်ဖျော်သည်ငယ်စဉ်ကပင်အရွယ်နဲ့မလိုက်အောင် အတတ်ပညာများကိုတက်မြောက်နေခဲ့သည်။ငါးနှစ်သားအရွယ်တွင်ဖခင်ဆောက်လုပ်နေသောအကြောင်းပုံစံကိုရှင်ဖြင့်ဆောက်လုပ်ခဲ့ပြန်သည်ဟုဆို၏။ခုနှစ်နှစ်သားအရွယ်တွင်မိခင်ကကာယဝရန်ဘုန်းကြီးကျောင်းသို့စွန်ဘောစဉ်ဖြင့်ကျောင်းအပ်ရန်လာခဲ့ရာကျောင်းနီးရောက်မှလက်ဖက်ထုပ်မိကျန်ရွေ့ပြောင်းရွှေ့စဉ်ဆရာတော်ထမတင်ယုံကိုမေးလျှောက်ခါများဖြင့်တင်ဘုန်းကြီးကုံများတက်ကြွနားလည်ခဲ့သည်ဟုဆိုပါသည်။ မောင်ဖျော်ကျောင်းတို့ရောက်ပြီးတုံးလာတွင်မင်္ဂလာတို့နမကာရပရိတ်ကြီးတို့ကမကဇက်ကြီးဆယ်ဘွဲ့ပါဠိအနက်ကိုပင်အာဂုံဆောင်နိုင်နေသည်ဆို၏ အသက်20အရွယ်တွင်ပဇင်းဖြစ်သူရောက်ရှိသောအခါပွဲ့အမည်ရှင်ညာနာဝရဖြစ်တော်လဲခင်ကြီးဖြော်အမည်ဖြင့်သာထင်ရှားကြော်ကြခဲ့သည်တောင်တွင်းကြီးဒေသမှခင်ကြီးဖြော်အမည်ကမင်းနေပြီးတော်သူတိုင်ပြန့်လွင်နေသည်အလောင်းမင်းတရားလက်ထက်တွင်တတော်အင်ရှိဆန်းဒီပေးမင်းသာနောင်တော်ဘီရင်ကြီးဖြစ်ထင်ရှားလာသူကခင်ကြီးဖြော်အားနေပြီးတော်သူပင့်ဆောင်ရန်မင်းမူရန်တို့ကိုစေလုခဲ့သည်ထို့သောခင်ကြီးဖြော်ပဇင်းကမလိုက်လို့သဖြင့်မကွေးဘက်သို့ကြွရောက်တိတ်ရှောင်နေခဲ့သည်ဆို၏အမိန်တော်ရမင်းချင်းတို့ကလိုက်လံရှာဖွေကြရာမဲတယ်ရွာ ရောက်တွင်ရွာသကြီးကိုချုံနောက်အကြက်ကိုင်းမှဆရာတော်အားရှာဖွေပေးပြီးနေပြည်တော်သို့ပစ်ဆောင်နိုင်ခဲ့သည်1954ဦးနှစ်တွင်သူတို့မှဇေယျနိုင်ဆရာတော်ကြီးများနှင့်တွေ့ဆုံခဲ့ရာထင်းကြီးဖျော်မတင်ကြဘူးသည့်ကျန်းဝူ၏မရှိသလောက်ဖြစ်နေလေသည်မိသည်များကိုလည်းဖြစ်ဆိုနိုင်သဖြင့်ဆရာတော်ကြီးများကတောင်နှင်းကြီးတွင်ယခုခါပေတပင်ရှစ်တပါးထွန်းကားပြန်ပြီးဟူ၍ချီကျူးမိတ်ဆွေခဲ့ကြသည် ဒီပင်ရင်မင်းနန်းတက်လာတော့ခါခင်ကြီးပြောဟာညာနာပိဓမလင်္ကာယမဟာဓမ္မရာဇာကုရုဝဲတစိတ်တော်နဲ့တကွမင်္ဂလာပုံသားเจ้าကိုတင်လူခဲ့သည် ဆရာတော်ခင်ကြီးပြောကလောကီလောကုတ္တရာနှစ်ပြား၌မသိဟု၍မရှိလောက်အောင်ပင်ကြွန့်ကျင်တော်မူလေသည်ဆရာတော်မသိမတတ်သောအရာမရှိဟုဆို၍အချို့ကဆရာတော်သည်ယဟန်တို့နှင့်မအပ်ဆက်သော တူရိယာတက်ကိုတက်မည်မဟုတ်ဟုအယူရှိကြသည်သို့သောဒီချိန်တွင်ဆရာတော်ကြောက်အောင်၌စိုင်းသမားများလာရောက်တိမုတ်ဖျော်ဖြေကြရာဆရာတော်ကညွှန်ကြားမိတ်ဆွေချက်ပေးပြီးတိမုတ်ခမ်းရမှ ရှေ့ရခင်ကမကြဘူးသောတိခွက်ဆံများကိုကြားရသဖြင့်အံ့ဩချီးမွမ်းကြရသည်ဆို၏တဖန်ဆရာတော်သည်တင်္ဂါလုံး ်ကိုတိနာလည်းမီမဟုတ်ဘူးထင်မြင်မိရာတချိန်တွင် ARD မြေကမ်းပေး၌တကားတူအားပိုက်ကွန်ရှာခိုင်းပြီးမိတို့မိပုံကြိုက်တွဲပစ်ချရန်မိတ်ဆို၏ဆရာတော်လမ်းညွန်မိတ်ဆိုသည့်အတိုင်းတကားဖြစ်သူကလိုက်လံလှုပ်ဆောင်ရာငကြင်းငတိုင်းအများပြားမိခဲ့သည်ဟုဆိုပါသည် တခါကစကိုင်းမျိုးမှထင်းအောင်စသူဇနီးမောင်နှံကညအချိန်ထင်းမုံကြီးခေါင်းဆိုင်ထားကအရင်ဝိဖြူစေကျဲဝစ်စင်နာသောလူသူတော်တူက အတုခအတုခဟုလာရောက်ရေရွတ်တံကိုကြားရကြောင်းဆို၏အချိန်ချင်းအဖန်ဖန်ရင်းသူကြတော့ခါထင်းတယ်လင်းများက၎င်းစကား၏အထိပယ်ကိုပညာရှိများအားလိုက်လံမေးမြန်းကြသည်ထို့သောမိသူများမပြေဆိုနိုင်ကြပေဆရာတော်ခင်ကြီးပြောသည်နမိတ်ဖတ်ကြရ၌အလွန်မှန်ကြောင်းသတင်းကြသည့်ရသောခါဆရာတော်ထံတွားရောက်မေးမြန်းလျှောက်ထားခဲ့ကြသည်ဆရာတော်ကအတုခတွင်အသည် အမဘူးလေသူသည်သူနာကုံမှန်ခသည် ခနာဟိဖြစ်သည်ဖြင့်တရက်ပင်ရဲ့၌ရွှေအိုးကို တူးလော့ဟုမိတ်ဆို၏ထင်းတဲ့လင်မယားလည်းဝမ်းသာအားရနှင့်အိမ်ပြန်လာကြရာအိမ်နီး၌တရက်ပင်မရှိ၍စိတ်ပြတ်သွားကြသည်သို့သောမကြမီထင်းဝယ်ယူသူလာသည်ဖြင့်ထင်းများရောက်ချလိုက်ရာမြေကြီးတွင်တရက်ပင်ငယ်ကလေးကို တွေ့ကြရသည်ဖြင့်အပင်နီးတူးဖော်ကြည့်ရာအမှန်ပင်ရွှေအိုးကိုတွေ့ရှိကြရလေသည်ကြာတော့ခင်ကြီးဖြောနှင့်ပတ်သက်၍အမတ်သားအများပြားကိုတွေ့ရသည်အချို့အเจ้าရများကဒဏ္ဍာရီဆန္ဒသည်လည်းရှိ တရုတ်ပြည်သို့ဥတီသွားကတစ်တာတလုံးဘေးမင်းများထံဆက်တာလိုက်ရာကကာကြီးသုံးလုံးစင်၍အနက်အထိပယ်ကိုတိမာတစ်တာကိုဖွင့်ရန်မှာသည်ဟုဆို၏ဆရာတော်ခင်ကြီးဖျော်ကကာကြီးနှလုံးစင်သာရေးရိုးထုံးစံရှိသည်နောက်ကတလုံးတိုးလာသဖြင့်ကရိုးပါသည်ဟုမိတ်ဆိုရာအမှန်တကယ်ဖွင့်ကြည့်သောအခါ ကရိုးဖြစ်ကြောင်းတွေ့ကြရသည် ဆိုသည်တီဟိုဘင်းကမှတ်အိမ်တွင်ဖះရုပ်ထုတော်ထည့်ပို့လိုက်ရာရုပ်ဘွားတော်ထိန်၌တံမိုးဆွဲထားပြီးမှတ်အိမ်တွင်တန်ထည့်လိုက်သဖြင့်ရုပ်ထုတော်မှာစံပြန်တဲ့ကဲ့သို့ဖြစ်နေသည်ဤသည်ကိုဆရာတော်ကရေးစားမိ၍မိမိကိုင်သောရက်ပြားငယ်ဖြင့်အလယ်မှကြားကန်ထိုး၍စံပြခြင်းဖြင့်ဖော်ထုတ်ပေးနိုင်ခဲ့သည်ဆိုပါသည်တချိန်တွင်လည်းဆရာတော်ကျိန်းဆက်နေကဲ့ပုံနာတို့ကဆရာတော်၏ခြေဘွားရှိဘွေအရာအရေးကြောင်းများကိုကြည်ကားစားတာဖွဲ့ပြီးအနီး၌ခြာထားရခဲ့သည်ဆရာတော်ကျိန်းဆက်ရမှာ ိုးလာသောအခါလာရောက်သောပုံနိုင်၏အမူအရာအနေထိုင်တို့ကိုမေးမြန်းပြီးဇာတာပြန်ဖွဲ့ကပေးပို့လိုက်သည်ကြာတော့ဖွဲ့ပေးသည့်ဇာတာမှာပုံနိုင်၏ဇာတာအမှန်တိုင်းဖြစ်နေသည်ကိုတအံ့တော့တွေ့ကြရသည်ဆိုသည်ဆရာတော်ခင်ကြီးဖြိုနှင့်ပတ်သက်၍အမတ်သားတို့ကများပြလာသည်ဆရာတော်ပြန်လွန်မှုနှင့်အချိန်တွင်စနီးနာစရာကလေးသူငယ်များကတီဘော30ခုတီဆိုနေကြသည်ကိုကြားရသဖြင့်တမတော်တို့အားစိတ်မတိုက်စေဘဲမိတ်ဆိုသည်ဆို၏ ဘောအိုအချင်းတို့တီတီလာရှိသောဆဲအင်္ကာသားသည်၃၃သိလက်တန်ဟူ၍ဖြစ်ပါသည်ဆရာတော်သည်ရင်းတို့မိတ်ဆိုပြီးမကြမီပြန်လွန်သွားခဲ့သည်ဆရာတော်ခင်ကြီးပြော၏ထေရုတ်ပတိအကြောင်းအရာများတွင်အမှတ်အသားကွဲလွန်မှုများတွေ့ရှိရသည် သာသနာဝန်သားဒီပနီကျမ်း၌1086ခုကစုံလပြည့်အင်္ကာနေ့ဖွားဟုဆိုသည်ထိုနေ့မှာခရစ်နှစ်ပြက္ခဒိန်အား25 AB 1924ခုနှစ်ဖြစ်ပြီးစနေနေ့ဖြစ်ပါသည်တောင်တွင်းရာဇဝင်ကမူ1086 ောက်ကိုတကူးလာပြေ အင်္ဂါနေ့ဟုဆို၏ထိုနေ့မှာ29မတ်1924ခုနှစ်ဖြစ်ပြီးတောက်ကြနေ့ဖြစ်ပါသည်ဆရာတော်၏ဘွဲ့မိမှာရှင်ညာနာဝရဖြစ်သည်ဖြင့်အင်္ဂါသာအမှန်ဖြစ်တယ်မှာသည် တဖန်မိဘမိကိုတောင်းနှင်းကြီးရာဇဝင်၌ဥပုပ်ဒေါ်ပန်းရွက်ဟုဖော်ပြထားပြီးစာဆိုတော်များအထုပ်ပတ်တည်နိုင်မှုဘိသူကလက်သမားကြီးဥဖို့ပြေဒေါ်ကြာဟု၍ပြဆိုပါသည်။မွေးသက်ကြရမှာလဲ1084 1086 1098ခုနှစ်ဟု၍အမျိုးမျိုးကွဲပြားခြားနားလျက်ရှိပါသည်။ဆရာတော်သည်တတ်တော်39နှင့်ဝါတော်19ဝါရတွင် လေနာယောဂါဖြင့်ပြန်လည်တော်မူခဲ့သည်။ တောင်တွင်းကြီးဆရာတော်ခင်ကြီးပြောရေးသားပြုစုခဲ့သည့်ကြံများကများပြားလာသည်လောကုတ္တရာကြံရောလောကီကြံများပါစုံလင်လာ၏အချို့ကြံများမှာ အမြင်များသာတွေ့ရှိရပြီးကြံစည်အကုန်မူရှာမတွေ့ရတော့ပေတောင်တွင်းကြီးဆရာတော်ခင်ကြီးပြော၏ကြံများထဲမှာကလျာဏီတိန်တော်ကြောက်စာဖြင့်ကြံတကြံတဲ့ကိုလေ့လာကြည့်လျင်ပင်ဆရာတော်၏အစွမ်းအစကိုမှန်းဆနိုင်ကြပေသည် အခြားကျမ်းများကိုမသိရတော့လဲ၎င်းကျမ်းများမှာမူယခုကပုံနှိပ်ထုတ်ဝေထားပြီးဖြစ်ပါသည်ဆရာတော်ခင်ကြီးပြောကြောင်းဖော်ထုတ်လေ့လာကြခြင်းဖြင့်ပုံပုံတိကျခိုင်မာသောဆရာတော်၏ထေရုပ်ပတိပေါ်ထွက်လာနိုင်ဝင်ရှိကြောင်းတင်ပြလိုက်ရပေသည်ဒီဗီဒီယိုလေးကိုစုံတိကြည့်ရှုပေးရအတွက်ကျေးဇူးတင်ပါတယ်ရှင်ကျမတို့ရဲ့ငြိမ်းချမ်းရေး YouTube Channel လေးကိုလည်း Like and Subscribe လေးလုပ်ပေးတော့ကြပါအောင်ရှင်နောက်ဗီဒီယိုလေးတွေမှာလည်းပြန်လည်ဆုံတွေ့ပါရစေရှင်